အဲ့ဘုံမှုဆိုရဲကောနော်ခါကြပါပစ္စတိုတကားကားနဲ့နော်လက်နဲ့ရှိတိုင်းမပြည်သူလူထုအဲ့လိုလုံးလုံးမရအောင်ပြည်သူစစ်ပို့ဆိုးတယ်မင်းတို့နဲ့ပေါင်းစည်းပြီးလုပ်နေတာဟုတ်ပြီလားတက်ချပြတဲ့ကျင်းနဲ့အားလုံးမင်္ဂလာပါဆမ်ပီဗီဒီယိုရှင်းတဲ့ပိုင်းပြန်လည်ကြိုဆိုပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆွဆောင်ထားတဲ့ဘောမဗီဒီယိုရှင်ဒီမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe ပြီးတော့ကျွန်တော်အားဖြင့်ကျွန်တော်ရင်တောင်းဆိုချင်ပါတယ် ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဆူဆောင်းထားတဲ့ဒီအခြေစားပေါ်မှာဗီဒီယိုရှင်းတဲ့ဘာတွေလဲဆိုတော့ဒီမြင်းချန် NGOG NGOG ခေါင်းဆောင်ကိုရှာဖွေပြီးတော့တုတ်တင်မယ်ဆိုပြီးတော့ဒေါ်တီရာဂျူမွန်ကျွေးကြော်ရဲဆိုပြီးဘောမှာကြံဆိုရဟောင်းတန်းလောင်းတန်းရဲစစ်ခွေးဘုံမဝေဖြူကိုပြန်ဆုံးမပြီးတော့မြင်းလို့ရက်ကိုရက်တန်ကလို့ရက်တန်ကရပါလက်လက်ရှိတိုင်းနေစလို့မရဘူးဆိုပြီးတော့ဒီဘောမှာစနာ အောင်တန်လုံးတိုင်းရဲ့နောက်ဆုံးမှာကြောက်ဖြူသတိထားပါမကြခင်ကြောက်ကြောက်ဖြူကတော့ကြောက်ဖြူရတင်းထုတ်ပြည့်ရတွေတင်းတော်ရည်တွေတင်းလိုက်ပြရှိပြဲဆိုပြောဘောမငမောင်ရဲ့ဟောင်းတန်လုံးလေးကိုကျွန်တော်နဲ့သူအရှုံးထိပါလိုက်ပါချစ်ရှုဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲလက်စကိုကျွန်တော်အနေနဲ့ဒီမြင်းကြံပြည်သူစစ်ကောင်းဆောင်ဒေါ်တီတာယုမနဲ့ဒါကျွန်တော်အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်အင်တာဗျူးလုပ်တဲ့အကြောင်းရင်းကပြီးခဲ့တဲ့ရက်ပိုင်းကသခိုင်းတိုင်းမကွေးတိုင်းမန်လေးတိုင်း ၃တိုင်းပေါင်းပြီးတော့မြင်းကြံတောင်သားနထိုးကြီးမလိုင်းငဇုံစီပီကုံစားတဲ့တကြောကိုစစ်သွေးကြပီဒီအက်ဖွဲ့တွေကကျွန်တော်တို့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်အဲ့ဒီဖြစ်စမှာဆိုရင်ကျွန်တော်တို့ဒီတက်မတော်ရဲ့စကန်ဒီလုံးဝဆုံချုံကြီးမရှိခဲ့တလို့ပါပဲဒါကျွန်တော်တို့ပြည်သူစစ်ကြီးဟွာမှာရှိတဲ့ပြည်သူစစ်စကန်ဒီဆုံချုံမှုလုံးဝမရှိဘူးပြီးရင်ကျွန်တော်တို့ရဲစကန်ဒီဆုံချုံမှုလုံးဝမရှိခဲ့ပါဘူးအဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်ပြမှာတကယ်တိုက်ပွဲဝင်ခဲ့တဲ့ ငင်းချက်ပြည်သူစစ်ခေါင်းဆောင်ဒေါ်တီယာယုမနဲ့တိုက်ပွဲရဲ့အခြေအနေကိုကျွန်တော်အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်ဟယ်လိုအမအေးမင်္ဂလာပါကျွန်တော်ကျော်စိုးဦးပါဗျအော်ကျော်စိုးဟုတ်ကဲ့ပါအမကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ကဒီစစ်သွေးကြွအုပ်စုတွေရပါဗျာမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းပေါင်းပြီးတော့အမတို့ဒီမြင်းချံတောင်သာမလိုင်ငစွန်းနှစ်ထိုးကြီးပေါ့ဗျာဒီကြောတို့တို့ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လက်ရှိဟုတ်ကဲ့လက်ရှိအမတို့ဒီမြင်းချံကိုစစ်သွေးကြွတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့တို့ရဲ့အင်အားအခြေအနေပေါ့အခြေအနေလေးသိပြခြင်းမှာ းကြတော့ခုလက်ရှိကတော့အေးသေးဖြစ်နေရဲ့အဲပြီးကျနေရက်ကတော့သူတို့ခရင်ဆစ်စင်ကြီးနေနေလေငင်းကြန်ငတူကြီးတောင်းတာအဲ့တော့ကြောအပေါ်တော့ပေါ့ညာလုံးကြီးနဲ့ဝင်တိုက်တာပေါ့ဟုတ်ကဲ့ငင်းကြန်ကတော့ကျွန်တော်တို့ကြောက်ပြုတ်ဘူးကြီးသူတို့ညာလုံးကြီးနဲ့ဝင်တိုက်တာပေါ့ဟုတ်ကဲ့ဗျကြောက်ပြုတ်ပွဲမှာအများတော်များတယ်သူဟုတ်ကဲ့ဒီဒီဆင်ထားတယ်ကျွန်တော်တို့ကလည်း တဲ့တင်းအချွာနာရတာဆိုတော့ချုပ်တိတိစင်ထားပါတယ်ဟုတ်ကဲ့ဗျချုပ်တိတိစင်ထားတယ်ဟုတ်ကဲ့သူဘယ်လိုပြောမလို့ဒီပွဲကိုသူကခရိုင်စစ်စင်ကြီးသူရေကုန်ရေခမ်းလဲလုပ်တယ်ထင်တယ်ဒီဒီကံတောင်တာနှထိုးကြီးကိုကျွန်တော်အမြင်ကတော့သူရေကုန်ရေခမ်းပေါ့ဒီပွဲကိုသူအပြက်သူစိတ်တွေးထားတာတော့အပြက်အကပ်ပေါ့ဟုတ်ကဲ့အပြက်ရမယ်အဲကြောက်ပြုတ်ပြီးတော့လက်တက်ကိုဝင်မယ်ဝင်ပြီးရင်ဒီလက်တက်နဲ့အနည်းဆုံးခမ35အဲ့မှာဗရဲဆိုင်မဲ့ပုံစံမျိုးသူတို့ ပုံစံချိုးတာပေါ့ဟုတ်ကဲ့ဗျာပုံစံချိုးတော့ကျွန်တော်တို့ဘက်ကလည်းအဲကြောက်ပြုတ်มาကြရင်ကျွန်တော်အင်အားလည်းဖြည့်ထားတယ်ဟိုတက်ကလည်းပါတာဆိုတော့ဟိုသူတို့အချိန်နေပေါ့ဒီဘက်စစ်ကူကလည်းမြန်တာဟိုကျွန်တော်စစ်ကူကလည်း15မိနစ်မိနစ်30ဆိုကျွန်တော်တို့အရောက်ကိုလူကူကတော့အချိန်ဘယ်နေရာမှမဆွဲဘူးရအောင်တိုးတော့ဟိုသူတို့လန်သွားပါတယ်မနေ့6ថ្ងៃ45လောက်သူတို့စတိုက်တာဟုတ်ကဲ့သူကစစတိုက်ခြင်းခြင်းနဲ့သူတို့ကဝင်လာဟို ကိုလိုလေးလက်လုံးမိုင်းကိုလူသေးကင်ခဲ့တာလက်လုံးလက်လုံးမိုင်းလေးပြစ်မိုင်းကိုဟုတ်ကဲ့ပြစ်မိုင်းကိုလူသေးကင်ခဲ့ပြီးတော့ဒီကျွန်တော်တို့ဒီစကန်းကြတာနဲ့သုံးသက်တိုင်ဟုတ်ကဲ့ဒီလိုအပဂိနေရင်ထူတာဟုတ်ကဲ့အပဂိနေထူပြီးတော့မှဒီဘရင်းလေးမှန်တယ်များတော့လက်လုံးမိုင်းဟာအတွေ့အကြုံအလုံးကိုသာလောက်ဝင်မခင်နဲ့အလုံး၃၀လောက်ရှိမယ်အဲတော့တောက်လျှောက်ပြစ်တာဟုတ်ကဲ့အပဂိယောင်းအလုံးလောက်ပြစ်ထဲတာ ဖြစ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနေရာယူပြီးသားဆိုတော့သူတို့ဖြစ်ခဲ့တဲ့အချိန်လေးကိုကျွန်တော်ကဒီကနေတခါလေးကွန်မန်ဒါပေးနေတာဟုတ်ကဲ့တော့ကတော့မထောင်နဲ့အဲသူတို့ပြင်းတဲ့ဟာကိုစောက်စောက်ပြီးတော့ပြန်ပြစ်သူတို့ပြင်းတဲ့ဟာကိုစောက်စောက်ပြီးပြန်ပြစ်အဲ့မှာအတကြီးကတောက်လျှောက်ဝင်တော့ကျွန်တော်ကလေးလေဟိုဖြစ်ဖြစ်ကကံရတာလည်းရှိရဲ့ကြားသွားတာလည်းပါလာပေါ့ဟုတ်ကဲ့အမစစ်ကူကသူတို့ကျွန်တော်တို့စစ်ကူကြတော့အတက်မှုသူတို့လာတယ်ဆိုတော့ကျွန်တော်တို့ကဒီကကွန်မန်ဒါနဲ့ဟိုဘက်ကွန်မန်ဒါနဲ့ကျွန်တော်နဲ့ဒီမှာစကားပြောနေပြီးတော့မှဘယ်လမ်းဘယ်လမ်းဆိုကျွန်တော် white striker ဝိုင်းလိုက်တဲ့အချိန်မှာသူကတိုးဝင်နေတာလေသူကဆေးတုံးလို့ရတော့ဘေးတွေမကြည့်ဘူးသူတော့အဆေးပဲခုံခုံဝင်တာဟုတ်ကဲ့ဟုတ်ကဲ့ဒီကောင်တို့ဒီမှာကျွန်တော်တို့စစ်ကူလမ်းကြောင်းနဲ့တန်းတိုးတာကျွန်တော်တို့ဘက်ကဒီကတွားလိုက်နေဒီနာဝစစ်ကူဖွဲ့နေဟုတ်ကဲ့အဲ့မှာစစ်ကူဖွဲ့ကဖြုတ်တာမနေဘူးအတယောက်ကြွားရဲဖြောင်းသွားတာကြာဆွဲတာဟုတ်ကဲ့ဆွဲဆွဲပြီးတာအဲ့ဒီတော့တယောက်ဆက်ကြည့်တာအာဘူးရတော်များတယ် အမအဲ့ဒီအရှင်းအရှင်းလေးလဲရခဲ့ရနော်အရှင်းလဲရတယ်အသေးလဲရရနော်အမတို့အဲ့ချမ်းပတ်တွေအဲဟုတ်တယ်ဟုတ်တယ်အဲ့ပွဲမှာတော့ပြင်တော့အသေးရရတယ်အဲ့ကျွန်တော်တို့ကတော့ရန်သူလူရန်သူကဘယ်လိုပဲကြည့်ကြတို့ကတော့တိတော်လားအသေးရရင်တော့မျိုးမျိုးပုံပုံလောက်တာလေဟုတ်ကဲ့ရှင်ရရင်ကပုံဆုံးမှာပေါ့ကျွန်တော်တို့ကတော့ဒါလုံးလုံးလုံးကြီးပဲလောက်တာပါကျွန်တော်ကတော့ တို့လိုတော့ကျွန်တော်တို့အနိုင်မလုပ်နိုင်ဘူး။အဲ့တော့မြင်းကြံဒီကြောက်ပြုတ်ပေါ့ဒီကြောက်ပြုတ်ကတိုက်ပွဲကကျွန်တော်တို့ဒီဒီတက်မော်ပြည်သူစစ်တပွဲကဒါအများဆုံးအောင်မြင်မှုရရဆိုတဲ့ဘောလာမှာ။အဲညအောင်မြင်မှုရတာပေါ့အောင်မြင်မှုရတာပြောမှာပေါ့ဟိုထီသွားတဲ့ကလေးကလည်းတို့ကြည်ထီတာမဟုတ်ဘဲနဲ့ဒီဒီအန်ဂျီကျန်တော်တော်လေးများသွားလို့ဒါလေဟိုတွေးလွန်သွားလို့ပုံစံမျိုးဖြစ်တာပေါ့တွေးလွန်သွားတဲ့ပုံစံမျိုး။ဟုတ်ကဲ့ဒါနဲ့တစ်ဆက်တည်းပေါ့ဟုတ်ဒါဒါနဲ့တစ်ဆက်တည်းပေါ့ကျွန်တော်တို့ဒီဘက်ကတောင်သာတို့တောင်သာနှထိုးကြီးစီမီကုန်း ငါဆိုအဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အမအဘလို့သိထားသေးလဲဗျာပြောပြပေးပါဦးတောင်သာဆိုရင်လည်းတောင်သာဆိုလည်းတိတိဆက်တယ်လေတောင်သာတိတိဆက်ဆိုလည်းဒါကျွန်တော်စတင်ဆွေးပြီးပြီးခဲ့တာပဲဟုတ်ကဲ့ဒီနောက်ပိုင်းမှာကျတော့သူတို့တောင်သာနေတောင်သာတက်နေမှုသူတို့ချိန်ဆက်တော့မြေလိုက်အမကလည်းယူပြီးလုပ်ကြတာဟုတ်နောက်အောင်လို့ရင်ဘယ်သူကလည်းဘုရားကြားတယ်သုံးရက်ကိုသုံးရက်တောက်ခဏလေးဟုတ်ကဲ့ဟုတ်သုံးရက်တောက်ခဏမှာကျွန်တော်တိတိဆက်နေရတာကျွန်တော်25ပဲရှိတယ်ဟုတ်ကဲ့ ယူစင်းနဲ့ဆက်ငါရယ်မိသားစုဝင်နဲ့သူတို့90လောက်300လောက်ဒီနားမှာခုခံတာဟုတ်ကဲ့ခုခံတာသူတို့ဘယ်လိုရင်စတိုက်ရယ်ဆိုမနေ့မနေ့တစ်ချိန်အဲသူကနနတိုက်တာမနေ့တစ်ချိန်ညတစ်ချိန်ဟုတ်ကဲ့အဒီဘက်ကလည်းကျွန်တော်တို့ကဒီဘက်ရအောင်ကြည်ရအောင်ပို့တယ်ကြည်ရအောင်ပို့တော့တိုင်းရတယ်ကြည်ရအောင်ပို့ပြီးတော့တောက်လျှောက်ပေါ့မနေ့တစ်ချိန်ဖြစ်လိုက်မနေ့တစ်ချိန်2နာရီ3နာရီလောက်ဖြစ်လိုက်ဟုတ်ကဲ့အဲသူကဟိုပေါ့မနေ့9နာရီလောက်ဝင်ဆို10နာရီလောက်ပွဲကြည့်တယ်သူတို့လည်းနားတာ ဟုတ်ကဲ့။နားပြတော့ညနေ9:00နာရီကတော့ပြန်စားလား။ဟုတ်ကဲ့။ပြန်စားတယ်ကျွန်တော်ကလည်းအိတ်ဘက်ကိုစစ်ကူသွားမယ်အချိန်ကဒီမှာကလည်းပွဲရတောက်လျှောက်ဖြစ်နေတာကျွန်တော်ကလည်းကျွန်တော်ကလည်းဖုန်းနဲ့ပဲအားပေးနိုင်တာ။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ဖုန်းနဲ့ပဲအားပေးနိုင်တယ်လို့ဖြစ်နေတာ။ဟုတ်ကဲ့။အဲ့ဒီဘက်တပွဲရလည်းဆက်နေတာဆိုတော့တပွဲကဒီဘက်မှာကျွန်တော်ကလူတိလိုက်တာကဒီကြောက်ကြောက်တိုက်ပွဲတွေတိလိုက်တာလေအဲ့ဒီက။အဲဟုတ်တယ်ဟုတ်တယ်။အဲ့ဒီကအဲ့ဒီကဖြစ်သွားတာကျွန်တော်ဆက်ချီရက်ွက်ရနှစ်ခါကြောက်ရနှစ်ခွဲလုံးကိုလာတိုက်တာ။အော်။ဆက်တိုက်နေတယ်သူတို့။ဟုတ်ကဲ့။ဆက်တိုက်တာကိုကျွန်တော်တို့အဲ့ဒီခွဲကကျွန်တော်တို့ခွဲကလည်းကျွန်တော်အကုန်ကြော်အင်းချင်းလဲ တို့တို့တိုက်တော့တက်ခဲ့ဟိုနေရာကြီးကလိုအပ်တဲ့ကြီးမထွက်နဲ့ဒါရင်တက်လို့မရဘူးလေအမမိုက်ခဲမိုက်ခဲဖွဲ့တက်ခဲ့တာဟုတ်ကဲ့အဲဘူရလေ40ဖြစ်တယ်နောက်ကနောက်မကရဲဘူးနောက်မကရဲဘယ်မနစ်20 30လောက်ပြန်လက်သွားတာဟုတ်ကဲ့မဟုတ်20 30လောက်ပြန်လက်သွားကျွန်တော်တို့40လောက်ပြတ်ခဲ့ပြီလားဟုတ်ကဲ့အမပြန်မကရဲတော့ဘူးသူတို့ကနောင်းကုန်းဆိုရင်အဲ့နေရာဟိုပထမမိကိုသူတို့တော်တော်လေးကိုမ ကျွန်တော်တို့တိုက်ရောအာဂီနဲ့ထူနေတာသူကဒီတိုက်ပြောင်းအာဂီထူတာဟုတ်ကဲ့အာဂီကြီးသူတို့မှပါနာလက်လုံးအကုန်လုံးနဲ့ထူတာဒီတိုက်ကိုတိုက်ကလုံးอืมထူတာကိုတိုက်ရလဲတော်တော်လေးကောင်းတယ်ထင်တယ်လုံးဝတိုက်မပြူဘူးမပြူနိုင်ချိန်ကဒုတိယနေ့ရက်မှာကျွန်တော်လည်းနောက်စစ်ကြည့်ရအတူတူလိုက်ဒါတော့လည်းဆို draw ဘုံอ๋อ draw ဘုံဒီကိုကျွန်တော်တို့120ဒီကလုံးလောက်ရှိနေပေါ့လေဟုတ်ကဲ့အဲ့ဒါကိုခေါင်းမိုးပေါ့တခါတိုင်းသုံးလုံးပြစ်ချတာอ๋อတခါတိုင်းသုံးလုံးပြစ်ချတာဟုတ်ကဲ့ နောင်းဝါဒီဖြစ်ကောင်းဆောင်ကြထူအောင်လေဟုတ်ကဲ့အခုထူအောင်ဟုတ်တယ်ကျွန်တော်အဆက်တည်းရတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ထူအောင်သူအတက်ငယ်ပါသေးတယ်ဟုတ်ကဲ့ငယ်တယ်အဲအတွေ့ကြုံကတော့ဘယ်လိုသူတို့ကတော့ခုခံတော့နေရနဲ့ဖွဲ့ပြီးတော့ရမရင်ကတိုက်ပွဲအတွေ့ကြုံကတော့ဟိုတိုက်တယ်လို့ရှိပါတယ်ဒါပေမဲ့အဲ့ဒီမှာကြတော့အဲ့ဒီမှာဖြစ်နေနေကြတော့စိတ်ကြက်ပေါ့စိတ်ကြက်ကြက်ခိုင်းတာပေါ့ဒီကလေးစိတ်ကြက်ကြက်ခတ်ခိုင်းနေသူအာကျွန်တော်ကလည်းဒီကနေ့ဖုန်းလာတယ်မင်းအမချော်နေရတယ်လုံးဝပဲအချိန်ကြီးရောက်ခဲ့မှာငါတို့ရောက်ခဲ့မှာ မပူနဲ့ငါလည်းဒီဘက်မှာယုံနေလို့ဒီခါပြောပြတယ်ဟုတ်ကဲ့ကျွန်တော်တိုင်းအောင်လည်းပြင်တယ်တိုင်းအောင်လည်းလာပြီးမယ်လုပ်မယ်အကုန်လုံးကတော့အကုန်လုံးလိုအပ်တာတော့ဖြည့်ပေးတယ်သူတို့မှတော့ဟိုဟိုရုပ်ရှင်တွေကလို့တော့ဖြတ်ကလေးမရောက်နိုင်ဘူးလေဟုတ်ကဲ့ဒါမျိုးတွေကလည်းဟိုစနစ်တွေကတနေရာလည်းဖြစ်တာမဟုတ်ပဲပြန်ပြီးဖြစ်နေတဲ့အချိန်မှာလူကြီးတွေလည်းသူတို့စဉ်းစားရနေတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုလားနဲ့လမ်းကြောင်းကြီးရှိတယ်အဲ့လိုမျိုးလေးဆိုတော့ဟုတ်ပြီအစနောက်ကကျွန်တော်ကြောက်ဖြူကိစ္စပြောရအောင်နော်အဲကြောက်ဖြူနဲ့ပတ်သက်ပြီးတော့ကြောက်ဖြူကအရေးကြီးနေတယ်နော် အကြောက်ချူကရက်တရင်32ကို တိုက်နေတယ်အဲ့တော့ရက်တရင်32ကကြောက်ချူမျိုးရဲ့အသက်လို့လည်းပြောလို့ရတာပေါ့ဗျာနော်အဲ့တော့အလူကြီးများများအနေနဲ့မပေါ့စေခြင်းဘူးနော်မပေါ့စေခြင်းဘူးအကာကင်းစခန်းနေအခုအတိုက်ခံနေရတာရှိတယ်အပြီးနောက်ဆုံးလေးရက်ကာကင်းစခန်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီတော့ကြောက်မလို့ကြောက်ချူကအရေးကြီးနေတယ်ထက်ရရှိလူကြီးမင်းအစင်စင်ပရိထားစေခြင်းနဲ့ကြောက်ချူမကြစေခြင်းဘူးဆိုလို့ရှိမှာနော်အဲ့အဲ့ဒါအဓိကပြောချင်တယ် အဲ့တော့ပါတော့လည်းပဲအဲ့မှာရှိနေတဲ့စစ်တီတွေကတော့ဘိုးတန်ရေတန်ဒေတန်တွေအားလုံးကြားမှာတိုင်းပြည်တဲ့လူမျိုးတွေအတွက်ဒီလိုချွတ်ချွတ်လိုက်ပွဲဝင်နေပါတယ်ခင်ဗျာနော်ကြောက်ခွင်းနဲ့ပတ်သက်ပြီးတော့မေးလာတဲ့သူတွေအားလုံးတော့ပါနောက်တစ်ခုညောင်ကျိုးညောင်ကျိုးနဲ့ပတ်သက်လို့ရှိရင်တော့ညောင်ကျိုးကအာအချိန်နေကောင်းပါလေလို့ကျွန်တော်ကြားသိရပါတယ်နော်ကျွန်တော်တို့ဒီညောင်ကျိုးကပြန်မရသေးတော့ပြန်တော့မရသေးဘူးနောက်တစ်ခုပါတော့လည်းကာငင်းစကန်ချိုးကိုပြန်သိမ်းနိုင်တယ် နောက်တစ်ခုက AA တွေကိုလည်းကောင်းကောင်းကိုယ့်ဘက်ကအသာစီးနဲ့တိုက်ထားနိုင်တယ်နော်အဲ့လိုမျိုးကြာ TI အတွက်ကြောင့်မို့ညောင်ကျူတို့ခြေနေလဲ AA စစ်စစ်ပါပဲအဲ့တခါလဲပြောလိုက်ပါမယ်အဲလေးရင်ကိစ္စပေါ့နော်စာကခန်း27မှာလေးရင်ကပြက်ကြတာမဟုတ်ပါဘူးပြစ်ချခံရတာပါကျွန်တော်တို့ကြည့်ရတာပေါ့နော်ဒီသူတို့စီရရုပ်တိုင်နဲ့ထွက်လာပြီအဲအဓိကတော့ကျွန်တော်တို့ဟိုနည်းမျိုးကိုရှင်းနေမှုအားနေသွားတဲ့အတွက်ကြောင့်မို့လို့ point 5နဲ့လမ်းပြီးပြတယ်ပြတဲ့အခါမှာတော့အဲ ကျွန်တော်တို့ဒီလေရင်20ငါ20ထည့်တယ်ပေါ့နော်ဒါက3ဆင်းလို့ကြားသိရတယ်20ထည့်တယ်20ငါတော့အာ AA စရင်းလုံးကျုံသွားနဲ့ရွှေကူးမှာဆင်းသက်နိုင်ခဲ့တယ်နောက်20ငါတော့အဲ ठी ကပေါ့လေ ठी ကသွားပြီးတော့ပြတ်ကျသွားတယ်ပေါ့နော်ပြတ်ကျသွားတော့သူတို့ပြောသူတို့တော့16လောင်းရတယ်လို့ဘာလို့ဆိုတော့တန်ရရှိစရာရှိပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ ဲဘာမှဆိုတော့လူအင်အားအများကြီးမပါပါပါဘူး။ဒါကြောင့်လဲဆိုတော့တကယ်ဒီဒီဘက်လီကတော့ဒီဘက်ဒီဟန်ကော့ဘရာကတော့မပါဘူးပါသွားတယ်။ကျွန်တော်တို့စစ်တီပါသွားတယ်နော်။ဟိုကျွန်တော်တို့တန်ရာရရှိသူတွေပါသွားတယ်။အဲ့ဒီကကတော့အဲ့ဒီလီကတော့ကောင်းမွန်တဲ့ဆင်းသက်နိုင်ပြီးတော့ဒီဘက်လီကတော့ဒီဘက်ဟယ်လီကော့ပတာပေါ့နော်။ဒီဟယ်လီကော့ပတာကတော့ကျွန်တော်ကြည့်ရတော့ဆိုရင်ပိုင်လော့ပါမယ်။ကျွန်တော်တို့ဒီအလီမူနဲ့တူတူပါလိရှိတဲ့ဆက်ပြင်းပေါ့နော်။ဆက်ပြင်းဒီဆက်ပြင်းတွေပါတတ်ပါတယ်။အများဆုံးရှိရင်တော့ 3 4 5ယောက်လောက်တော့5ယောက်အများဆုံးပါပဲเนาะအဲ့တော့တော့ဒီဒေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတိအကျပြောချင်တာကတော့ကျွန်တော်တို့ဘယ်လိုပဲပြောနေပြောနေပါเนาะတကယ်ဖြည့်ရမှန်တဲ့ရင်အစ်စ်ကတော့ကျွန်တော်တို့ပြစ်ချခံရတာပါเนาะပြစ်ချတာမဟုတ်ပါဆက်ချွေရမှာမဟုတ်ပါအားလေးသိစေချင်တယ်အဲ့တော့ဒီနေ့ဒီလောက်ပဲเนาะကဲဒီတစ်ခါတော့ဘောမရီဘက်ကနည်းနည်းလေးသိခံပြီးတော့နားထောင်ကွာမင်းတို့ဘောမရီဘက်ကနေပြီးတော့ ငါတို့ကဘောမနေတဲ့အကောင်တွေမဟုတ်တဲ့အတွက်ကြောင့်ပါမှာမဟုတ်ဘောမကြီးဘက်မှာလည်းစောက်သုံးပြရတဲ့ကိစ္စတွေတွေ့လို့ရှိရင်တော့ငါတို့ကပြောမှာနော်အခုဖြစ်နေတဲ့အချက်ကနှစ်ချက်ရှိတယ်ပထမချက်ကငါတို့ဒီမိထီလာမှာရှိတဲ့ပြည်သူစစ်လုံုံရေးဝန်ထမ်းလုံုံရေးပေါ့နော်လုံနေတဲ့ပြည်သူစစ်တွေကိုစောင်းရင်းနဲ့စုပြီးတော့ငါကအထက်ရရာရှိပါဆိုပြီးဖြဲသွားတဲ့ဘုံမှုတယောက်မင်းတို့မြင်တဲ့အတိုင်းပဲသူစုပြဲတာဘောပေါ့လားတာမျိုးကလုံးတင်သလားနော်မင်းတို့ ဒီလိုမျိုးပေါ့နော်ကိုနဲ့တူ corporation လုပ်ပြီးတော့ပေါင်းစည်းပြီးတော့လုံလုံနဲ့လူတွေပေါ်မှာတော့မင်းတို့လောက်ဆွဖြဲနေလို့ချင်းပြည်သူလူထုပေါ်မှာဘယ်လိုဆက်ဆံမလဲဆိုတော့မင်းတို့စဉ်းစားလို့ရတယ်ငါတို့တက်မလို့ကြီးอ่ะကွာငါတို့တက်မလို့ကြီးอ่ะဘယ်လိုခေါ်မလဲကောင်းတဲ့လူတွေနဲ့ပုတ်တဲ့ကောင်တွေနဲ့ဖွဲ့စည်းထားတာပုတ်တဲ့ကောင်တွေများလာမယ်ဆိုလို့ရှိရင်ငါတို့တက်မလို့ကြီးကလည်းပြက်တဲ့ဘက်ကိုရောက်သွားမှာပဲအဲ့တော့ပုတ်တဲ့ကောင်တွေများမလာခင်ငါတို့ကတော့ဖော်ထုတ်ရမှာတော့အမှန်ပဲဝိုင်းပြီးတော့အာသီးချောင်းရမယ်ပြောရမယ်အဲ့ဒီအတွက်ကြောင့်မလို့ငါဒီ post ကိုတင်လိုက်တာ နော်အဲ့ကောအဲ့ဘုံမှုဆိုရဲ့ကောနော်ခါကြပါပစ္စတိုတကားကားနဲ့နော်လက်နဲ့ရှိတိုင်းမပြည်သူလူထုအဲ့လိုလုံးလို့မရအောင်မပြည်သူစစ်ပို့ဆိုးတယ်မင်းတို့ ਨੇ ပေါင်းစည်းပြီးလုပ်နေတာဟုတ်ပြီလားနော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကိုအဓိကပြောချင်တာနောက်တစ်ချက်ကဘာလဲဆိုတော့ငါတို့တန်တောင်ကြီးဆိုတာတောင်ကုန်းနဲ့တိတ်အဝေးသွားတာမဟုတ်ဘူးကွာနော်ဒီရတယ်ပြောမြို့ရဲလောက်ပဲထောက်ချမ်းလောက်မောင်းလိုက်လို့ရှိလို့ရှိရင်တန်တန်တောင်ကြီးရောက်တယ် ဟုတ်ပြီလားအဲ့တော့တန်တော်ကြီးဆိုခီးကနီးနီးလေးအဲ့တန်တော်ကြီးနဲ့ဒီတောင်ကူနဲ့ဒီမြို့ကြီးပေါ့နော်စစ်ဌာနချုပ်ကြီးထိုင်တဲ့တောင်ကြီးရဲ့ဂျားထဲမှာလောက်တောင်းချမ်းနေတဲ့ဒီကောင်နေ KNU နဲ့ PDF တွေကိုဝင်းတို့ကောင်နေဘာထိုင်ကြည့်အလှထိုင်ကြည့်ဟမ်တန်တော်ကြီးဘက်မှာကုံစင်းတို့နဲ့အခုထိုးတက်သွားပြီဒီအကွက်ကူမင်းတို့လူချင်းလာလာပဲသဘုံနဲ့ပေါင်းစားဘူးဟင်အော်စစ်တပ်နဲ့သဘုံနဲ့ပေါင်းစားတဲ့အကွက်တွေကလာလာပြီဟုတ်ပြီလားနော်ကုံစင်းတို့ဟိုမှာတက်လို့ရှိဒီဘက်ကနေတင်ွက် မင်းတစ်တော့ပို့မယ်ဆိုလို့ရှိရင်မင်းတို့ကဒီဘက်စစ်တပ်ကဘလော့ဟိုဘက်ကတဘုံကဘလော့ဆိုပြီးတော့ဟာမျိုးတွေကလာတော့လာနေပြီမှိမ့်ပြီးတော့တဘုံဝေးပြီးစားတဲ့စစ်တပ်ကြီးဖြစ်နေပြီလားဟမ်မရှင်းလင်းသေးဘူးလားပြင်ရှင်တော်ဘုရောကောင်းတယ်ကွာမတန်တော်ကြီးမှလည်းစစ်တပ်ကြီးရှိတယ်နော်အဲ့ဒီနောက်ဝင်းကြီးမှစစ်တပ်ကြီးပဲအဲ့တန်တော်ကြီးနဲ့နော်ဒီဘွာနဲ့ဒီတောင်ဝင်းနဲ့တွားတဲ့ဒီဂျားမိုင်လေးဘလောက်မှမရှိတဲ့အကွာအဝေးလေးမှာဟိုကောင်ကြီးကတောင်းနေရတယ် မတက်ရဲတာလားဆိုတော့မဟုတ်ဘူးကွာမတက်ရဲတာမဟုတ်မင်းတို့ကောင်လေးအိုက်ချားတဲ့သဘုံဝေးပြီးမင်းတို့ကောင်လေးလှုပ်ရှားဖို့စဉ်းစားတယ်။ဟိုစစ်မှုတဲ့ဥပဒေတုံးကလည်းစစ်မှုတဲ့ဥပဒေမှာအခုတက်တီလှုပ်ရှားနေတဲ့ကောင်လေးကခရိတ်ရှိနေသေးတယ်နော်ရှိနေသေးတယ်အဲ့မှာအဲ့ဒီဟိုမိထီလာပြည်သူစစ်ကအဲ့စစ်မှုတဲ့ကိစ္စအွန်လိုင်းလို့ဖန်ခံတာဆန်းကအဆင်မပြေဘူးနော်အဲ့ဒါပြောနေတက်လာတာ